မင်္ဂလာပါရှင်လေဗယုတ်တန်ရဲ့အော်တိုဘားလာ19ရက်နေ့မနက်ခင်းသတင်းထားထွက်မှုစီစဉ်စတင်မှာတော့မေဒီနေ့မှတင်ဆက်ရတဲ့သတင်းတွေကတော့ NCA 7နှစ်ပြည့်နှစ်ပတ်လည်နေ့အလို့ယုံဆွေးနွေးပွဲများမှာနိုင်ငံရေးကဏ္ဍတွင် အကြံပြုချက်48ချက်နဲ့စီးပွားရေးကဏ္ဍတွင်အကြံပြုချက်53ချက်ရရှိခဲ့တဲ့သတင်း အားလုံးပါဝင်တဲ့တကားကြကြဖွင့်ထားတဲ့ငញ្ញရေးဆွေးနွေးပွဲပြည်လဲကျင်းပပါကအဖြေကောင်းတစ်ခုပေါ်လာလိုက်မှာဖြစ်ပြီးဆွေးနွေးပွဲကျင်းပနေချိန်မှာအပြည့်ခက်ရဲစဲထားရဲ့အရေးကြီးကြောင်း KSPP ဥက္ကဋ္ဌဒေါက်တာတူးကြပြောကြားရဲ့ဆိုရသည်မြန်မာအိန္ဒိယချစ်ချစ်ရေးအသင်းနဲ့ဟိန္ဒူမျိုးနယ်စုများစူပေါင်းကျမရဲ့ဟိန္ဒူဘာသာဝင်တို့ရဲ့တေပါဝလီထိမ့်မှတ်အခမ်းအနားရှန်ကုန်မျိုးအမျိုးသားစရုံမှာကျင်းပရတဲ့ မြောက်ရီနယ်စပ်မှာတဆင့်ထိုင်းနိုင်ငံသို့တရားမဝင်ရောက်ခဲ့တဲ့မြန်မာနိုင်ငံသားနှစ်ရက်အတွင်းတရားနှီးပါဖမ်းဆီးခံရတဲ့တွင်ဘောလုံးမှာဘာမှမသေးကြကြောင်းအမော်ရင်ပြောကြတဲ့တွင်အစားရှိတဲ့တွင်များကိုတင်ဆက်ပါပါဦးစောတွင်တပုံနေနေ NCA 7နှစ်ပြည့်နှစ်ပတ်လည်နေ့အလို့ယုံဆွေးနွေးပွဲများတွင် နိုင်ငံရေးကဏ္ဍမှအကြံပြုချက်48ချက်နှင့်စီးပွားရေးကဏ္ဍတွင်အကြံပြုချက်53ချက်ရရှိခဲ့တဲ့တွင်ကိုတင်ဆက်ပါမည် တနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရဲစေးသဘောတူစာချုပ် NCA 7နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ငြင်းချမ်းသောမြမအနာဂတ်တိဆောက်ခြင်းအလုံယုံဆွေးနွေးပွဲမှာနိုင်ငံရေးကဏ္ဍတွေအကြံပြုချက်48ချက်နဲ့စီးပွားရေးကဏ္ဍတွေအကြံပြုချက်53ချက်ရရှိခဲ့ကြောင်းသိရပါတယ် NCA စာချုပ်10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ငြိမ်းချမ်းတဲ့မြမအနာဂတ်တည်ဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲများအားအော်တိုဘာလ15ရက်နေ့မှ18ရက်နေ့အထိနေပြည်တော်မှာရှိတဲ့ PP ဆိုင်ရာ Covation မဟုတ်ဌာနတက်မှာကျင်းပခဲ့ခြင်းဖြစ်ပါသည်။ NCA စာချုပ်ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ငင်းချမ်းနဲ့မြမအနာဂတ်တိဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲပြည်တွင်နိုင်ငံရေးကဏ္ဍစပွဲဝိုင်းဆွေးနွေးမှုများမှရရှိခဲ့တဲ့အကြံပြုချက်များတွင်အစိုးရသက်ပေါ်ပေါပြီးနောက်ရက်တရာတွင်စောက်ဝက်သက်နဲ့နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများဆိုင်ရာ အကြံပြုချက်များနိုင်ငံတော်နာဂတ်အတွက်လိုအပ်လျက်ရှိတဲ့အပေါင်းလက္ခဏာဆောင်တဲ့ငင်းငယ်ရရှိရန်အယက်သားခေါင်းဆောင်များပုံမပဝင်လာနိုင်စေရန်အကြံပြုချက်များ အမျိုးသားပညာရေးတင်ယိုညွန်တန်းမှာငင်းငယ်ရေးចောင်းရဆက်မှုရှိရေးအကြံပြုချက်များနဲ့တီးခြားအကြံပြုချက်အပါအဝင်စုစုပေါင်း48ချက်ရရှိခဲ့ကြောင်းသိရပါတယ်ဒါအပြင်ပြည်ရင်းစီးပွားရေးကဏ္ဍစပွဲဝိုင်းဆွေးနွေးမှုများမှရရှိခဲ့တဲ့အကြံပြုချက်များတွင်မြန်မာနိုင်ငံငင်းချမ်းရေးတိစောက်ရံမှာတက္ကပါလုံးတွင်တိုးတက်ပြောင်းလဲလာမယ့်ဗဟုဝင်ရုံးနဲ့ ကမ္ဘာစီးပွားရေးဆိုင်ရာခွင့်လန်းများဖြစ်ပေါ်လာတာကိုရရှိတည်တံ့မြမငင်းငင်းရေးအတွက်အကျိုးရှိစွာအသုံးချသင့်သလားပိတ်ထားရမယ့်နေဆက်ဒေတာကုန်သရေစခန်းများပြန်လည်ဖွင့်လှစ်လာနိုင်ပြီးပုံမှန်ချိန်နှင့်ရောက်ရှိစေရေးအတွက်ငင်းချမ်းရေးစီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များကိုအင်းကြီးချင်းနိုင်ငံများနဲ့၎င်းဒေတာဆိုင်ရာအစိုးရဖွဲ့စည်းများပုတ်ကလီကနဲ့ဒေတာခံပြည်သူများချင်းချင်းကြားတွင်၎င်းဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတဲ့အချက်များကိုရရှိခဲ့ကြောင်းသိရပါသည် ဒါအပြင်ပဋိပက္ခမှထွက်ပြေးတင်းရှောင်ရသူများနေမည်မအေးချမ်း၍ရွှေပြောင်းလုကန်ရသူများပဋိပက္ခမှရုံးမထနိုင်တဲ့လက်နက်ကင်ဆောင်ရတဲ့လူငယ်များ၏အနာဂတ်ဘဝလုံခြုံစိတ်ချစွာပြန်လည်တည်ဆောက်နိုင်ရေးအတွက်ဘလူရီစီစဉ်ဆောင်ရွက်ပေးရမလဲ။လက်ကင်ခေါင်းဆောင်များညှိနှိုင်းပြည်လေယုံသားမကငြိမ်းချမ်းရေးအသီးပွေများ ူတိုင်းခံစား권ရှိအောင်ဘလို့ဆောင်ရွက်တဲ့လေဆိုတာကိုအကြောင်းအရာ၃ခုတာမမဟုတ်လုပ်ငန်းစဉ်၃ရက်ကိုဖော်ပြအကြံပြုပေးနိုင်ပါတယ်ဆိုတဲ့အချက်များအပါအဝင်စုစုပေါင်း53ချက်ရရှိခဲ့ကြောင်းသိရပါတယ်။နောက်ရတဲ့တဲ့ပုံအနေနဲ့အားလုံးပါဝင်တဲ့တကားကြကြဖွင့်ထားတဲ့ရင်းချင်ရေးဆွေးနွေးပွဲပြန်လည်ကျင်းပပါကအဖြစ်ကောင်းတစ်ခုပေါ်လာလိမ့်မှာဖြစ်ပြီးဆွေးနွေးပွဲကျင်းပနေချိန်မှာအပြစ်ခတ်ရဲဆဲထားရန်ရည်ကြီးကြောင်း KSPP ဥက္ကဋ္ဌဒေါက်တာတူးကြာပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ အားလုံးပါဝင်တဲ့တကားတဲဖွင့်ထားတဲ့ညဉ့်ရေးစနစ်ပွဲပြလဲကျင်းပပါကအဖြေကောင်းတစ်ခုပေါ်လာလိမ့်မှာဖြစ်ပြီးစနစ်ပွဲကျင်းပနေချိန်မှာပြစ်ခတ်ရေးဆဲထားရဲ့ရည်ကြီးကြောင်းကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌဒေါက်တာတူးကြာကပြောကြားပါတယ်အော်ဒိုဘလဆခွန်ရနေမှာနေပြီးတော့မှရှိတဲ့ပြည်ပြည်ဆိုင်ရာကော်ဖီရှင်ပဟိုဌာနတက်မှာကျင်းပတဲ့ NCA ဆက်နှစ်ပြည့်နှစ်ပတ်လည်နေ့တတိယနေ့အခမ်းအနားမှာ လက်ရှိကျင်းပနေတဲ့အခမ်းအနားမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြမအထိအကောင့်ထဲပေါ်သွားနိုင်မလဲဆိုတဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌဒေါက်တာတူးကြာကထပ်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ ဒီကောက်ကျင်းပါတဲ့ဒီနီလာကန်ဟာဒါအိဗယ်ရှိတယ်။ဒီကောက်ဟာအသက်ရှင်နေ NCA ကိုဆက်လက်အသက်ရှင်နိုင်ဖို့ဆက်လက်ရှိကိုရှင်းလန်းတိုးနိုင်ဖို့ရင်းရဲရဲတကားကို ပို့ပြီးကြကြဖွင့်နိုင်ဖို့ရင်းရဲရဲလမ်းမကိုပို့ပြီးတော့မှထင်းထင်းရှားရှားပေါ်ပေါ်လင်းလင်းဖြစ်စေဖို့လိုအပ်တဲ့ရင်းရဲရဲစနစ်ပွဲအခုဒီဆယ်နှစ်ပြည့်ဟာအင်မတန်အရေးကြီးရလို့ကျွန်တော်အဲ့လိုမြင်နေလို့ KSPP ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ်။ လက်ရှိချင်းတွေဟာအဆင်ကြီးတစ်ခုဖြစ်ပြီးအဲ့ဒီအဆင်ကြီးကိုကျော်လွန်ပြီးအဆင့်ဆင့်တက်ပြီးပြည်တော်စုညညရေးစာချုပ်ချုပ်ဆိုနိုင်တဲ့အထိသွားမှာဖြစ်ကြောင်း KSPP ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ် KSPB ဥက္ကဋ္ဌဒေါက်တာဒူးကြာကဒါကြောင့်ဒီတစ်ခေါက်အစ်စ်ဟာအင်မတန်မှအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ရထားတာကြာပြီလေ။အခုနှစ်ပတ်လည်ကျင်းပတာ၁၀နှစ်ရှိပြီ။အကောင့်ထဲမဖို့နိုင်သေးဘူး။အခုဒီတစ်ခေါက်၁၀နှစ်ပြည့်နှစ်ပတ်လည်ခမ်းနားကိုဒါပြီးလို့ရှိရင်တက်လာမယ့်အစိုးရကတော့တကယ်အကောင့်ထဲဖော်လိုက်မယ်လို့လူတိုင်းကအဲ့လိုယုံကြည်ကြတယ်။လှုပ်လဲလှုပ်တဲ့နဲ့လှုပ်လဲလှုပ်မှာပါ။ဒါကြောင့်တဟာအင်မတန်အရေးကြီးပါတယ်လို့ပြောကြပါဗျ။ NCA စာချုပ်အားအကောင့်ထည့်ဖော်တဲ့နေရာမှာအဓိကချက်ဟာစာချုပ်ထဲမှာပါဝင်တဲ့အတိုင်းအကောင့်ထည့်ဖော်ရမှာဖြစ်ပြီးစာချုပ်ထဲမှာအကောင့်ထည့်ဖော်ရမယ့်အချက်များအလုံးပါဝင်ကြောင်း KSPP ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ်။ဘယ်လိုဖိတ်ခေါ်ရမလဲ၊ဘယ်လိုဆွေးနွေးရမလဲ ဘာချက်တွေဘလို့ဘလို့ဆိုတာအလုံးပါတယ်ဒါကိုကျွန်တော်တို့တစ်ချက်ချင်းတစ်ချက်ချင်းအကောင့်ထဲပေါ်သွားဖို့ပဲလိုတယ်အကောင့်ထဲပေါ်သွားတဲ့နေရာမှာကျွန်တော်တို့ကအထူးသဖြင့်လိုအပ်တာဘာလဲဆိုတော့ဒီစာချုပ်မှာပါပြီးတော့မှလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသားနဲ့နိုင်ငံဖွဲ့စည်းခေါင်းဆောင်တွေအလုံးပြန်ပါလာဖို့လိုတယ်မပါသေးတဲ့ဖွဲ့တွေကိုလည်းဖိတ်ခေါ်ဖို့လိုတယ်လို့ KSPB ဥက္ကဋ္ဌဒေါက်တာတူးကြာကပြောကြားပါတယ် ဒါအပြင်နိုင်ငံကကအကြံပေးအဖွဲ့များပြည်ရင်းမှ state horror များ ပါတီနိုင်ငံရေးခေါင်းဆောင်များအထင်ကြီးရပုဂ္ဂိုလ်များပါတဲ့ပါထိုက်တဲ့ပုဂ္ဂိုလ်များအလုံးပါဝင်ပြီးတကားကြက်ကြဲဖွင့်တဲ့ငင်းငင်းရေးဆွေးနွေးပွဲပြည်လဲကျဲမရန်လို့ကြောင့် KSPB ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ် GSPB ဥက္ကဋ္ဌဒေါက်တာတူးကြကအဲ့ဒါကျင်းပနိုင်မယ်ဆိုလို့ရှိရင်တော့အဖြေကောင်းတစ်ခုပေါ်လာလိမ့်မယ်။ဒီကြီးရကဘာလဲဆိုတော့အဲ့လိုစင်နွေပွဲကျင်းပတဲ့ချိန်မှာအပြစ်ခတ်ရထားရမယ်လို့ပြောကြပါရယ်။ယာယီပြစ်ခတ်ရထားပြီးစင်နွေပွဲမှာအာယုံစိုက်ပြီးစင်နွေရမှာဖြစ်ကြောင်းအဲ့လိုသွားမယ်ဆိုပါကအဆင့်ကြီးတစ်ခုထပ်မံရရှိလာမှာဖြစ်ကြောင်းနဲ့နောက်ဆုံးမှာပြည်ထောင်စုသဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်တဲ့အဆင့်ရောက်လာမှာဖြစ်ခြင်းကြောင့်ဆက်လက်စူးစမ်းရန်လိုကြောင်း KSPB ဥက္ကဋ္ဌဒေါက်တာတူးကြာကပြောကြားပါသေးတယ်။ ဆက်လက်ပြီးမြန်မာအိန္ဒိယတိတိယေးတင်းနဲ့ဟိန္ဒူမျိုးနယ်စုများစူပေါင်းကျင်းပရေးဟိန္ဒူဘာသာဝင်တို့ရဲ့တိပါဝလီအထိမ်းအခမ်းအနားရန်ကုန်မြို့အမျိုးသားစည်းရုံမှာကျင်းပတဲ့တရင်ကိုတင်ဆက်ပါမယ်မြန်မာအိန္ဒိယတည်ရည်အတင်းနဲ့မြန်မာနိုင်ငံတွင်မိတင်းနေထိုင်ကြတဲ့ဟိန္ဒူမျိုးနွယ်စုများစုပေါင်းကျင်းပရေးဟိန္ဒူဘာသာဝင်တို့ရဲ့ဒီပါဝလီထိမ်းမဲ့အခမ်းအနားကိုအော်တိုဘလ18ရက်နေ့ညနေ6နာရီကရန်ကုန်မြို့မြို့မကျောင်းလဲမှာရှိတဲ့မြို့သားစက်ရုံမှာကျင်းပခဲ့ကြောင်းသိရပါဗျာ။ အဆိုပါခန်းနာတို့နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်စီရေးကော်မရှင်ဥက္ကဋ္ဌပိုဂျိုမူဂျင်မြောင်းလိုင်းနှင့်အတူဇနီးတော်ကျူကျူလာကော်မရှင်တွေ့ရေးမှူးတွဲဖက်မှုဆောင်ချုပ်ပိုဂျိုကြီးရဲဝင်ဦးနယ်ဇနီးကော်မရှင်ဖွဲ့ဝင်များပြည်တော်စုဝန်ကြီးများနဲ့ဇနီးများမြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာတယုံများမှတာမန်ကြီးများနဲ့တန်ယုံကြီးကများကကွေဦးစီးချုပ်ရုံးမှအစိမ့်မြတ်တမတော်ရရှိကြီးများနဲ့ဇနီးများ ရခိုင်တိုင်းစစ်ထနာချုပ်တိုင်းမှုအသင်းဖွဲ့များမှတာဝန်ရှိသူများဟိန်နူမျိုးနယ်စုများဟိန်နူရိုးရာရေးကျေးမှုဖွဲ့များနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးများတက်ရောက်ခဲ့ကြပါသည်။ခန္ဓာရင်းနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တရရေးကော်မရှင်ဥက္ကဋ္ဌနဲ့ဇနီးတို့အားတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီးဟိန်နူရိုးရာဒီပါဝလီအထိမ်းအမှတ်ခန္ဓာမင်္ဂလာမဟုတ်ကိုရခိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယုံမှတန်ယုံယာယီတာဝန်ခံနဲ့တာဝန်ရှိသူများ ဟိန်းလူမျိုးနယ်စုဝင်များက ဖေချိုးဖြက်ဖွင့်လှစ်ပေးကြပြီး ဟိန်နူရိုးရာကပူးများမှုတ်ချင်းမိုးပြန်ပူပေါင်းများလှုပ်တင်ခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်။အဲဒီနောက်နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့အားဟိန်နူရိုးရာစီမီနန်းသားများနှင့်ကြိုဆိုကြပြီးနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရရေးကော်မရှင်ဥက္ကဋ္ဌကဒီပါဝလီထိမ့်မှန်အခမ်းအနားကိုစက္ကလုံနှင့်ဖွင့်လှစ်ပေးပြီးတရောက်လာကြသူများနှင့်အတူစုပေါင်းမှတ်တမ်းနှင့်ဓာတ်ပုံရိုက်ခဲ့ကြ။အဲဒီနောက်မြန်မာအိန္ဒိယနှစ်နိုင်ငံ ချစ်တီရေးပြကံများစီးပွားရေးလုပ်ငန်းပြကံများနဲ့မျိုးနွယ်စုများရဲ့ပြကံများအားပြကံတစ်ခုချင်းစီအလိုက်လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ပြဆက်ခမ်းမမကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အကြံတော်ရရေးကော်မရှင်ဥက္ကဋ္ဌနယ်ဇနီးမြန်မာ နိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယောတန်ယုံယာယီတာဝန်ခံတဲ့ဇနီး တာဝန်ရှိသူများကဒီပါဝလီထိမ်မက်စီမီထွန်းညှိပေးကြပါရယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမရာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့အားမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယုံတန်ယုံယာယီတာဝန်ခံတဲ့ဇနီးတို့က မင်္ဂလာကုံမြူပဝါနဲ့ပန်ကုန်းကိုကာဝရာပြူစင်မြန်ပေးပြီးနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရေးကော်မရှင်ဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယောတန်ယောယာယီတာဝန်ခံတို့ဟာအမတ်တရားလက်ဆောင်ပစ္စည်းများအပြန့်အလဲပေးရခဲ့ကြောင်းသိရပါတယ်အဲ့ဒီနော်မြန်မာအိန္ဒိယချစ်ချည်ရေးအသင်းအတွင်းရေးမှုနဲ့ဇနီးတို့ကမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်ယောတန်ယောယာယီတာဝန်ခံတဲ့ဇနီးတို့အားမင်္ဂလာကွန်မြူပဝါနဲ့ပန်ကုန်းကိုကာရာပြူစင်မြန်းပေးခဲ့ကြောင်းသိရပါတယ် အခမ်းအနားတွင်မြန်မာအိန္ဒိယရိုးရာယဉ်ကျေးမှုအကအဖွဲ့ဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့်အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ရန်ကုန်မှယဉ်ကျေးမှုဖွဲ့များကဟိန္ဒူရိုးရာယဉ်ကျေးမှုအကပရိသတ်များလူမျိုးစုများ၏ရိုးရာအကများမြန်မာရိုးရာအကများနှင့်တိဆိုကပြဖျော်ဖြေခဲ့ကြောင်းသိရပါသည်ဆလဘီမြရီနေဇမတဆင့်ထားနိုင်ငံကိုတရားဝင်ဝင်ရောက်ခဲ့တဲ့မြန်မာနိုင်ငံသားနှစ်ရက်အတွင်းတရားနီးပါးဖမ်းဆီးခံရတဲ့တဲ့ရင်းကိုတင်ဆက်ပါမယ် မြရီနယ်စပ်မှာတဆင့်အိင်းကြီးချင်းထက်နိုင်ငံဘက်ကိုအော်တိုဘားလ18ရက်နေ့နဲ့18ရက်နေ့အတွင်းတရားဝင်ဝင်ရောက်ခဲ့တဲ့မြန်မာနိုင်ငံသား100နီးပါးဖမ်းဆီးခဲ့ရကြောင်းသိရပါတယ် ထိုင်းမြန်မာနယ်စပ်တက်ပြည်နယ်မဲဆောက်ခရိုင်တောင်ရင်မြစ်ကိုဖျက်ကျော်ပြီးတဘာဝလမ်းမတစ်ဆင့်တရားမဝင်နိုင်ငံသားများဝင်ရောက်မှုနဲ့ပတ်သက်ပြီးတာဝန်ကြားတပ်ဖွဲ့များကစောင့်ကြလျက်ရှိပြီးလှေကင်းစောင့်ကြည့်ရေးဖွဲ့ကမသိန်းငါးပွဲရင်လေးစီးကိုစစ်ဆေးရာရင်းနှီးထွက်ပြေးသွားပြီးနောက်ကြံကားများပေါ်မှာတရားမဝင်မြန်မာနိုင်ငံသားများဖမ်းဆီးခံရခြင်းဖြစ်ပါဖန်စီခံရတဲ့မြန်မာနိုင်ငံသားများမှာအမျိုးသား32ဦးအမျိုးသမီး24ဦးလို့ဖြစ်ကြောင်းသိရပါတယ် ။ထိုင်းနိုင်ငံဘက်ကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားများအားအဆောက်မျိုးသားနှစ်ဦးနဲ့အရင်သုံးစီးတို့ကိုတပ်တည်ဖြစ်ဖမ်းဆီးပြီးမြန်မာနိုင်ငံသား55ဦးနဲ့အတူတပ်တည်ဖြစ်တောက်ခိုင်မဲဆောင်မျိုးမရေစခန်းသို့လွှဲပြောင်းပြေးခဲ့ပါသည်။ထို့တူအော်တိုဘလာ18ရက်နေ့ကလည်းထိုင်းနိုင်ငံမဲဆောက်ဘက်သို့တရားမဝင်ဝင်လာသူမြန်မာနိုင်ငံသား34ဦးကိုမဲဆောက်မြို့ပြင်ဝှေ့ကလို့ ခွေးကလေးရွာမှာသက်ဆိုင်ရာတောင်ရှိသူများကဖမ်းဆီးခဲ့ကြောင်းသိရပါသည်မြန်မာထိုင်းနယ်ဆက်ဖြက်ကျော်တဘာဝလမ်းမတရားမဝင်ဝင်ရောက်ပြီးဖမ်းဆီးခံရသူများမှာအမျိုးသား26ဦးအမျိုးသမီး10ဦးလို့ဖြစ်ကြောင်းသိရပါသည်ဖမ်းဆီးခံရသူများမှာအီနီချင်းထိုင်းနိုင်ငံဘက်သို့ပွဲစားကအကျိုးဆောင်ကလူတအုပ်လျင်ဘတ်ငွေတပေါင်းခွဲဘတ်ငွေတပေါင်း9000မှ2000ပေးပြီးတရားမဝင်လာကြသူများဖြစ်ကြောင်းသိရပါသည်ထိုင်းနိုင်ငံတွင် ဘက်ရိုက်ပေးနေပြီလို့ဆိုတဲ့လူကယ်ရီစကားနားယောင်ပြီးတရားမဝင်သောသူများမှာထိုင်းနယ်စပ်မှာနေစဉ်ဆိုသလိုဖမ်းဆီးခံရကြောင်းလည်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘောလုံးမှာဘာမှမသိကြကြောင်းအာမိုရင်ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။မန်ယူနိုက်တက်အသင်းကြီးပြရူဘင်အာမိုရင်ကဘောလုံးမှာဘာမှမသိကြကြောင်းပြောကြားခဲ့ပါတယ်။လီဗာပူးနဲ့အန်ဖီးမှာပွဲတရာမြောက်တွေ့ဆုံပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာအမိုရန်ကအခုလိုပြောခဲ့တာပါပြီးခဲ့တဲ့ပတ်က The Times နဲ့ interview မှာ အသင်းပူးတွဲပိုင်ရှင် Ralph Clay ကအမိုရန်ကို Man United တင်းမှာ၃နှစ်ကြာဆက်ရှိမယ်လို့ဖွင့်ဟခဲ့ပါတယ်။ပီယာထန်တွေနဲ့နီးပြရာတို့အတွက်မတိကြတော့တဲ့သတင်းတွေအဆက်မပြတ်ထွက်နေချိန်မှာ Ralph Clay ရဲ့စကားကိုအမိုရန်ကအမခံချက်ပေးခဲ့ပါတယ်။အမိုရန်ကဒီစကားကြားရတာတကယ်ကောင်းပါတယ်။ဒါပေမဲ့ဒီစကားကိုသူကကျွန်တော့ကိုအချိန်တိုင်းပြောနေတာပါ။ တခါတည်းရံမှာတော့ပွဲတွေပြီး message ပို့တယ်ဒါပေမဲ့ဘောလုံးဟာအဲ့လိုမဟုတ်ဘူးဆိုတာသူလည်းသိတယ်ကျွန်တော်လည်းသိတယ်ခမားလည်းသိပါတယ်အရေးကြီးဆုံးအရာကနောက်ထပ်ကစားမယ်ပွဲပါပြီအသေးမှရှင်နေတောင်ဘောလုံးမှာနောက်တရက်ကိုမထိန်ချုပ်နိုင်ပါဘူးလို့ပြောခဲ့ပါတယ်ဘယ်ယူနိုက်တက်တင်းဟာအမိုရီလက်ထက်ပရီးမီးယားလိ34ပွဲမှာ10ပွဲသာအနိုင်ရခဲ့ပါတယ်ဒါအပြင်ယခုချိန်ထိသူတာဝန်ယူစဉ်အတွင်းအမှတ်ပေးပွဲ2ပွဲစတိုက်အနိုင်မရခဲ့ဘူးပါဘူး 11ရက်တန်ရဲ့မနခင်သတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနခင်အချိန်အခါဖြစ်ကြပါစေရှင်